မင်္ဂလာပါမျိုးတို့ခင်ဗျာဒီနေ့ကျွန်တော်အမဲသားစင်ကောကပတ်လေးချက်ပြမှာဖြစ်ပါတယ်ခင်ဗျာဒီရင်စုံအမဲသားကိုနုံနုံစင်ပါမယ် ေသာဦးစာတပိတ်စုံတဝက်ခန့်စမင်းမုတ်အနေငယ်ချက်သားမုတ်တပိတ်စုံတစုံမဆလာတစုံထည့်ပြီးတော့ရလာနေတာပါအာလူတွေအခွန်ခွာမယ်အာလူကိုခွန်ခွာတဲ့အခါအာလူကိုရေးသေးချပြောင်းဆေးပြီးမှခွန်ခွာခွန်ခွာတဲ့အခါမှာလည်း ရေထဲပြန်စိမ်းလာပါအာလူးကိုအပြင်မှာဒီတိုင်းထားရင်အာလူးတွေမဲသွားတတ်ပါတယ်ခင်ဗျာတွင်ဖြူတွေခွန်ခွာပါမယ် ထင်းခွာပြီးရင်ကျက်သွန်ကြီးလည်းခွာလာပါမယ်ဘက်ကျော်ရင်ငယ်သည့်အညီကြောင်လေးတွေကိုအရင်ကျော်ပါမွေးအောင်ကျက်သွန်ယူမြေုပ်သီးချင်းရောပြီးနုံနုံစင်လာမယ်ကျက်သွန်ဒီကိုအကွင်းလိုက်သေးလီးပါမယ် ခန်းရင်လေးကိုလည်းအခွင့်လိုက်လေးလီးထားပါမယ်စီပူရင်ငယ်ကြီးကြောင်လေးတွေအရင်ကြော်မယ်ဒီလိုကရဝေးရဒင်းရင်ပွင့်နည်းနည်းလန်စီနည်းငယ်ဒီရတို့အရင်ဆုံးမွေးလာအောင်စီတတ်မယ်ပြီးတော့ဒင်းစီတတ်ရခင်ဗျဖြူချင်းငရုတ်သီး ်လုံးလုံးစင်းသားတာတွေထည့်မယ်။ဆန်းနေမုတ်အနေနဲ့ထည့်မယ်။ယူဒီစိမ့်မုတ်နှစ်စွန်းထည့်မယ်။အမဲသားလုံးလုံးစင်းသားတာတွေထည့်မယ်။အလူးလေးတွေထည့်မယ်အလူးထည့်ပြီးရေထည့်ပါမယ်အလူးနူးတွေတည်ပါမယ် ရန်သာအတွက်အစာလူပိတ်စုံတစုံကြတားမုတ်တစုံဖြစ်ပါနော်။ကျန်းကျင်ဒီနဲ့ချက်တော်နေထဲပါနော်။ ော်ဘင်းရဲ့ဒီငွေအောင်မယ်ဆက်လာအုပ်ပြီးရင်ဖုံးလေးခလာအောင်လာအမျိုးတို့အိမ်မှာစီချံဟင်းတွေချက်စားရတာရိုးလာပြီဆိုရင်မဲသားကိုဒီလိုမျိုးလေးချက်စားနိုင်ပါတယ်ခင်ဗျာ ခုဆိုရင်တော့ရံမွေးပြန့်ပြီးအာဟာရပြည့်ဝတယ်အမဲစင်ကောကပတ်ကျော်လေးရပါပြီခင်ဗျာ